ယနေ့ကွယ်လန်သောဖခင်ကြီးဥလိုက်ကိုမိခင်ကြီးတို့ဆိုးတဲ့ခင်မဥစိန်တိအမကြီးတို့ရည်ဝင်းတို့ဟာရည်စူး၍တို့ချွတ်ချွတ်ဝင်းမိသားစုတို့များကအာယုံစွာအာယုံဟာအများဆက်ကလူရန်ပြီးနေစွာကိုတော့စွန့်တာရဲ့ခါကြီးဥပ္ပဝါမိသားစုတို့ကနေပြီးတော့နေစွာနေဟာရာများဆက်ကလူရန်ကြတဲ့အလို့ရှင်လူမမိသားစုများဖြစ်ကြပါလေယနေ့လူရန်ကြတဲ့အလို့ရှင်လူမမိသားစုများနဲ့တက်ကွာ ဓမ္မယောဂီပေါင်းတို့အားဥင်းမြဉာဏ်မီသည်။ယေရှုဆက်ဟောကြားအပ်သည်ဒုက္ခကြီးလလူဘဝတရားတဲ့ဗတ္တရားတွေတော့ဒုက္ခကြီးလဘဝတရားခေါင်းစဉ်လေးသေသေးချာချာမှတ်လိုက်ပါဒုက္ခကြီးလလူဘဝဟောလူဘဝဟာဘာကြီးတယ်လို့ပြောတော့ဒုက္ခကြီးတယ်အခုခင်ဗျားတို့ကြည့်လို့ရနေတဲ့ဘဝဟာဒုက္ခကြီးတယ်အေးလူဘဝလူဘဝရောက်လာတာဒုက္ခလို့ တခြားကဟောလို့သိတာလားဖះကဟောလို့သိရတာလားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပင်စုပါရဏခန္ဓာပြီးဒုက္ခလို့ဓမ္မစကြဝဠာဟောခဲ့တာလားဟောခဲ့တာလားခန္ဓာ၅ပါးရှိတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းသည်တခြားသစ္စာလားဒုက္ခသစ္စာလားတခြားရထားတာလားဒုက္ခသစ္စာရထားတာလားဒါဆိုရင်ခန္ဓာနဲ့ဒုက္ခခွဲထားလို့မရဘူးခန္ဓာ လို့ပြောရင်ဘာပြောတော့ဒုက္ခဒုက္ခလို့ပြောရင်ခန္ဓာဒါဆိုရင်ဘာဖြစ်လို့ဆင်းရဲတော့ခန္ဓာရှိလို့ဆင်းရဲတာပြောပါလေတော့ခန္ဓာရှိလို့ဆင်းရဲတာနိဗ္ဗာန်ကျတော့ခန္ဓာရှိသလားရှိပါဘူးမရှိတဲ့အတွက်ကြောင့်မလို့ဒုက္ခရှိသလားရှိပါဘူးဒါကြောင့်ခင်ဗျားတို့จิตတို့တွေဗုဒ္ဓဘာသာဖြစ်ရတဲ့အခါကျတော့စုတောင်းတိုင်းစုတောင်းတိုင်းဒီဒုက္ခရရပါလို့ဤလို့စုတောင်းတာလားနိဗ္ဗာန်ရရပါလို့စုတောင်းတာလားနိဗ္ဗာန် ဘာဖြစ်လို့ဆူတောင်းလာလဲဆိုဒုက္ခနဲ့တွေ့ကျင်လို့လားဒုက္ခနဲ့လွဲကျင်လို့လားဒုက္ခရောက်ကျင်လို့လားဒုက္ခကလွတ်ကျင်လို့လားအခုခင်ဗျားတို့ကျတို့နိဗ္ဗာန်မရောက်သေးတော့ဘာတွေနဲ့နေရတော့ဒုက္ခနဲ့ဘာနဲ့နေရတော့ဒုက္ခဆိုတာဘာကိုပြောတာပါလဲခန္ဓာကိုပြောတာဘာပြောတာပါလဲဟောဒီကိုဘဝကြီးကိုပြန်ကြည့်စမ်းကိုဘဝဒုက္ခတွေဘယ်လောက်ကြီးတယ်လဲကြီး မွေးရတော့လဲဒုက္ခပဲဥရတော့လဲဒုက္ခကျမ်းမာရေးမကောင်းတော့ဒုက္ခယောဂါတွေရတော့ကောဒုက္ခစားစရာမရှိတော့ကောဒုက္ခဝတ်စရာမရှိတော့ကောဒုက္ခနေစရာထိုင်စရာဥရင်တိုက်တာအစာအုပ်တွေမရှိတော့ကောဒုက္ခဒုက္ခတွေနဲတာလားဒုက္ခတွေများတာလားဒုက္ခတွေများတာနော်ဘာရထားလို့တော့ဗျကဲဒဂါကြီးတွေဒဂါကြီးတွေဒီခန္ဓာကြီးရထားတော့မွေးပြီးပြီးတာဟုတ်လားဟုတ်ပါ မရှာဘူးလားရှာရလားမရှာရင်ခမားတို့ကျတို့ဒီခန္ဓာကလေရှာပြီးမကြွေးရင်ဒီခန္ဓာကဘာလို့တော့တေးအောင်နှိမ့်ဆက်ပါအစားမစားပဲနေကြည့်ပါလားဟမ်အစားမစားရင်ဘာဖြစ်တော့ဟမ်ဒီခိုင်းနေဒီခိုင်းနေမစားရမတော့ပဲနေကြည့်ချမ်းသာမလားဆင်းရဲမလားဆင်းရဲပါဘုရားကိုယ်ပါကိုယ်နေတော့လည်းပဲမစားပဲနေကြည့် ဟမ်သမင်းမစားနိုင်လုံးမလုံးနိုင်တော့ဘူးဘာတဲ့တော့တရားစခန်းလာတော့ဘောခင်ဗျားတို့ကျွန်တော်မစားဘဲနဲ့တရားတွေထိုင်ကြည့်ပါလားဘာဖြစ်လို့လဲဟမ်တခါကြီးလေဘာဖြစ်လို့လဲဘာဖြစ်လို့လဲမစားရရင်ကိုတော့သေပါဘောခင်ဗျာနော်တခါကြီးလေဒါဆိုဒီကနေ့တရားစခန်းဝဲမှာလာပြီးတော့လူကြတာဒီ ယောဂီတွေကိုဘာအတွက်လူတာလုံးလို့မေးရင်အလုတ်လုတ်နိုင်ဖို့ရတော့ဟမ်ခင်လို့လူတာလားဟုတ်ပါဘူးဗျာတနာလို့လူတာလားဗျဟုတ်ပါဘူးဗျာအာနာလို့လားဟုတ်ပါဘူးဗျာမကောင်းတတ်လို့လားဟုတ်ပါဘူးဗျာဒါပြည့်လို့ဒကာကြီးတွေဘာပြည့်လို့ဒကာမကြီးတွေလှူကြတာတော့တရားအလုံးလုံနိုင်ဖို့တပည့်တော်လူတာပါဗျာမှတ်ပါမှတ်ပါဒကာကြီးတွေဒကာမကြီးတွေဘာလုံနိုင်ဖို့တော့ အခုရနေတာကတခြားလားခန္ဓာလားဗျတခြားသစ္စာလားဒုက္ခသစ္စာလားတရားဓမ္မအထုတ်နေတဲ့ယောဂီဘုရားနောက်ခန္ဓာနောက်ဒုက္ခရခြင်းလို့အထုတ်နေတာလားဒုက္ခလွတ်ခြင်းလို့အထုတ်နေတာလားဒါဆိုရင်ခင်ဗျားတို့အလူရှင်လူမမိသားစုတွေကပတ်စံကိုကြခံပြီးတော့ကျွေးမွေးလှူဒန်းနေတာဟာတဲ့ဒုက္ခလွတ်အောင်ကြင့်ကြံနေတဲ့ ယောဂီတွေကိုတဲ့ဒုက္ခလွတ်ကြောင်းအကျင့်ကောင်းဝိပဿနာတရားတွေကိုချမ်းချမ်းသာသာဗါတယ်တော့အာထုံနိုင်ဖို့ရအတွက်တပည့်တော်တို့လှူတာပါဖျားတဲ့အကိုင်းမကောင်းလားကြ ాయి တွေတကပိုင်းတွေပတ်စံနေထားစရာမကူလို့လာလူတာဟုတ်သလားဟုတ်ပါဘူးမဟုတ်ဘူးဘာဖြစ်လို့လို့တာတော့ဒီလူရတဲ့တန်ဖိုးကိုတိလို့ဘာကိုတိလို့ အလူရဲ့တန်ဖိုးကိုသိလို့တဲ့ဘာဖြစ်လို့အလူတန်ဖိုးသိတာလဲလို့မေးတဲ့ခါကျတော့ယောဂီတွေကဘာလုပ်နေကြတာတရားတရားလုပ်နေတာဒီဒုက္ခရောက်အောင်လုပ်တာလားဒုက္ခလွတ်အောင်လုပ်တာလားခန္ဓာပြန်ရောက်အောင်လုပ်တာလားခန္ဓာလွတ်တဲ့နိဗ္ဗာန်ရောက်အောင်အထုတ်နေကြတာလားဒါဆိုရင်နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းတွေကျင့်နေကြတဲ့ပုဂ္ဂိုလ်တွေကိုဩတာမဟုတ်ဘူး န္ဓာဒုက္ခကနေလွတ်ကျွတ်ဖို့ရန်အတွက်တတိတော်တို့အမှတ်တာနော်ဒီရေးကျမ်းမာရေးအတွက်ချိန်ကုန်နေပြီနော်ခင်ဗျားတို့မညာတဲ့ပြောမယ်ဆိုလို့ရှိရင်ဘာအတွက်ချိန်ကုန်တာလဲဆိုရင်ဒါကြီးယောက်ျားအတွက်ချိန်ကုန်ရတယ်မိန်းမအတွက်ချိန်ပေးရတယ်အဲသားအတွက်ချိန်ပေးရတယ်တတိအတွက်ချိန်ပေးရတယ်ဒါပြောတာဟုတ်ပါဗျာဒီဒီကြကြပြောရင်ကိုယ့်တက်ကိုယ့်ရဲ့ကြည်စားအချိန်နေပေးခဲ့ရပြီတဲ့ ဟမ်ခင်ဗျားတို့ကြည့်လို့လေဘုသူတချိန်ပေးကြရတော့ဘုံဆိုင်ဘုံဆိုင်ကြီးဟမ်ဘုံကြုံလို့ခေါ်တယ်ဟမ်ကိုဝမ်းတော့မဟုတ်တော့ဘူးဘာကြုံကြီးတော့ဘုံကြုံကြီးဘုံကြုံဆိုတာဘာလို့တော့အာအကုန်ပါလေဗျာဟမ်တခါကြီးတွေအဲ့ဒါနဲ့သာနေတွေကိုလက်တွေကိုလက်တွေကိုပြီးတော့ဘဝလွတ်ကြောင်း တန်တရာလွတ်ကြောင်းဒုက္ခလွတ်ကြောင်းဝိပဿနာကျင့်ကောင်းကိုမှအမထုတ်ကြဘူးဆိုရင်တော့ကြည်စမ်းတဲ့ကိုယ့်အလုပ်ကိုမလုပ်ခဲ့တာအချိန်ဖြုတ်ရဲပဲအချိန်ကိုဖြုတ်နေဘာဖြုတ်တာတော့မှတ်တာနော်အချိန်ကိုဖြုတ်နေသူတော်ကောင်းနေချိန်ဖြုတ်ပြီဟဲ့ဆိုလို့ရှိရင်အဲ့ဒီပုံကိုယ်တွေဟာဘယ်ပဲရောက်တော့မယ်အောက်ကိုပဲဆင်းတော့မယ်ကြည်စမ်း အဲ့ဒီအချိန်တွေပြီးတဲ့ခမရတို့ကျေဒီအဲ့ဒီအချိန်တွေများတဲ့ကျဘုံကျော်ကြီးဖြစ်တဲ့ကြားတွေကနေပြီးတော့ခမရတို့ပြောလိုက်ပါလိုက်မော်လိုက်ကြွားလိုက်လက်ဟမ်ဟောဗျာသန္တရာလွတ်ကြောင်းကြတော့အချိန်မပေးနိုင်တော့မအားဘူးတဲ့ဘာကြတော့ဘာပြောတော့လွတ်ရေးကြတော့မအားဘူးလဲရေးကြတော့ဟင်ဒီခိုင်းလေလဲရေးကြတော့ဘာဖြစ်ကြတော့ ပါဘုရားအာအာနေကြတာကြည်စမ်းပြောလိုက်ပါလိုက်ရေးလိုက်မောလိုက်လိုက်မောလိုက်ကြွားလိုက်နိုင်စိတ်စိတ်ချင်းပြိုင်ကာကာချင်းပြိုင်ပြိုင်နေကြတာတာရင်ခင်ဗျားတို့မင်္ဂလာဆောင်လုပ်တယ်ဆိုတော့ဘာလုပ်ကြတော့ပြိုင်နေတာဘာလို့ပြိုင်တော့ဟမ်အဝတ်တွေမျိုးစုံပြိုင်လိုက်နာယီတွေပြိုင်လိုက်လက်ကောက်တွေပြိုင်လိုက်ဆွဲကြိုးတွေပြိုင်လိုက်တယ်ခိုင်းဟမ်ဘာလဲကြောင်းကြ လွတ်ကြောင်းကြတော့ငါမရှိရင်မဖြစ်ရမပါရင်မဖြစ်ရတာနဲ့ဟိုကြောင်းကြမှာဆုံလို့စီလို့တက်တယ်တဲ့ကောင်းလာကြရဲ့အကြောင်းပြတာတော့တယ်ဟမ်ဘာကြတော့အကြောင်းပြတော့တော့ပဲဆိုရင်တက်တယ်အဲ့ဒီဒီကမာကြီးတွေဒီကကြီးတွေတော့ပြန်စစ်ပေါ်ဒီရောက်တော့တဲ့ကြည်လာဖရာမရှိ တဏ္ဍာမရှိဒါနမရှိသီလမပါတဲ့အခြေအနေရလဲပါတဲ့တော့ညပြီတဲ့ဘဝနောင်ရေးဘဝနောင်ရေးငါမြတ်ဒီဘဝကနေထွက်ခွာသွားရင်ငါသွားရမယ်လမ်းကြောင်းငါလို့ရမယ်အလုံးငါသွားရမယ်လမ်းဘယ်လမ်းလဲလို့မသိပါကဲတိတို့တည်း ဘာတော့သိတော့ဥစာမင်းစာလေးတော့ဘလို့လဲတော့ဥစာမင်းစာလေးတော့ဘာလို့ကြတော့စဉ်းစားပြီးတော့လမ်းကြတော့မစဉ်းစားပါစားကွက်ပါလေဥစာမင်းစာလေဘာလဲတော့ဥစာမင်းစာဆိုတာဘာပြောလဲကိုတော့ရေတော့မတော့ရင်မင်းစာလို့ပြောတာမင်းရဲ့အတွက်အစာလို့ပြောတာအခုတော့ဒကာကြီးတွေဥစာမင်းစာကိုထဲ့ထွက်လိုက်တော့အိုနာနဲ့တွေ့ပါဗျာ ိုနာနဲ့ခင်ဗျားတို့တွေ့တော့မယ်။ဥဇာမင်းစာကိုခေါင်းထဲထည့်လိုက်တော့အိုနာလွတ်တဲ့လမ်းပျောက်သွားရော။ဒါဆိုရင်ဒီလောက်စင်စင်ရဲရဲနေပြီးတော့ဒုက္ခတွေနဲ့နေလေဒီလိုကိုဘာနဲ့နေနေတာတော့ခြိုင်မကောင်းတော့လဲဒုက္ခထမကောင်းတော့လဲမထနိုင်တော့ ြည်စာတခါကြီးတွေတဘာကြီးတွေလောကကြီးသိချက်ပြကြည့်ဒုက္ခလွတ်တဲ့နေရာဘယ်နေရာရှိတော့ရှိပါဘူးခင်ဗျစိတ်ယုံသွားကြည့်တော့လေဒုက္ခတွေကြီးပဲနော်ဈေးတွေသွားကြည့်တော့ဒုက္ခတွေတချို့တော့ထမင်းစားဖို့မလုပ်ကြရတော့ဈေးရောင်းရင်လည်းမလုပ်တော့ထမင်းလေးစားလိုက်ဈေးလေးရောင်းလိုက်ငါပြောလိုက်တချို့ဆိုမတ်တဲ့ရည်ကြီးကိုဒါလို့တော့ကဲကြည့်စား ဈေးတဲသွားကြည့်တော့လဲဘာသေးတွေတော့ဗျာအော်အိမ်မှာမထနိုင်မသေးနိုင်ကိုကြည်ကြီးကောမသေးနိုင်မမနိုင်လဲအဲ့ရလဲမှာလဲနေတဲ့သူတွေသွားကြည့်တော့ဟမ်ဘာသေးတွေတော့ဗျာကိုဇောနဲ့ကိုသွားနေတဲ့ဒုက္ခသေးတွေလက်ဝဲကြည့်တော့ကောအာဘယ်နဲ့လွတ်တော့ဗျာဟိုအင်းရကိုသွားကြည့်တော့ဟမ်ဘယ်ရကိုသွားကြည့်တော့ ဒုက္ခတယ်တယ်ပဲမလားအလှပွဲသွားကြည့်တော့ကောဟာမိတ်ကတ်တရောဘာလဲချိုးရလဲပွဲလို့ဘာဖြစ်တော့ဖက်ကလည်းမိတယ်လည်းထိုးတာတော့လေပင်းရတယ်ဆွဲတာတော့လေးလို့ဘာလို့ဖြစ်နေတော့အလှပွဲသွားကြည့်တော့လဲဘာတယ်နေတော့ဗျာဟုတ်မင်းကတာဆောင်သွားကြည့်တော့ကောဟမ်ဟမ်တခါကြီးလေဘာတယ်တွေပဲတွေ့ရတာတော့ဟုတ်ပါဘူးခင်ဗျာအေးကိုဒုက္ခကိုသိဖို့လိုတယ် ဘာတိဖို့လိုတာတော့ရခင်ဗျားတို့ကြည့်လို့ဘယ်တော့မှဒုက္ခလွတ်မှာတော့ဟမ်ဒုက္ခဘယ်တော့လွတ်ကြမလို့မှတ်တော့မှတ်တော့မှတ်တော့ဒီကားကြီးတွေပဲပဲဒုက္ခကြီးလားလူဘဝဘာတယ်တော့ငငယ်တော့တားစားလာမလားအခုအသက်ကြီးလာတော့အနေတော့ဘာတော့ ုက္ခဖြစ်တဲ့အစာကပြတ်လာပြီဘာလို့ဒုက္ခတဖြည်းဖြည်းနဲ့အစာမဝင်တော့ဘူးဒုက္ခတဖြည်းဖြည်းနဲ့ဓာတ်ရေမဝင်တော့ဘူးဆိုတော့ဒုက္ခတဲ့နောက်ဆုံးမျက်လုံးလေးမှိတ်သွားတော့ဒုက္ခကြည်စားတဲ့ဘယ်တော့မှဒီဒုက္ခရက်ကြမလို့ ကိုဘွားလေးကိုပြန်ကြည့်သူလဲဘာတဲ့ကြီးတော့ကိုဘွားလူပြန်ကြည့်တော့အခုပြီးတော့ထတော့ရှိရလက်တစ်ဖက်ကထောက်အောင်ပါနောက်ကချောတဲ့ဘက်ကထောက်အောင်ပါဒုက္ခတဲ့ဒီဖြိုးဖြိုးပြပြမသွားနိုင်တော့ဘူးအစာနေအသွားနေအကုန်နေဒုက္ခတဲ့ဒီဒုက္ခတဲ့ဒီခပြတဲ့ကျွတ်တဲ့ဒီတော့ပူနေကြပြီနဲ့တို့တယ်အဲကဆုံနေယုံဆွတ်ဆွတ်ခေါ်အောင်တဲ့ ပူဟုံတောက်ဆဲနေပူတဲ့နဲ့တဲ့အကိဥနာယကိုတကယ်ဆိုတဲ့ကစုံနေရောညီမနေနဲ့ကစုံနေရောက်ရင်ရှင်းပြထင်လို့ပါဗျာလို့သူ့လို့သူ့လို့တာပါလို့သဘာဝတရားကတော့ဟမ်ဘာလဲတော့သူ့လို့သူ့လို့တာတချို့ပြောသေးတယ်ရှင်းပြရေးတဲ့တပည့်တော်တို့ဒီလရှောင်းနိုင်အောင်ပဲတဲ့ဘာဖြစ်လဲတော့ပူလုံးလို့တော့ဘာလဲတော့မိမဒုက္ခလုံးပဲလုံးတာတော့ဘာဖြစ်လာတော့ အဲသူကဘာလို့လဲဒီအပူကိုကြောက်တာကဆုံနေယုံအပူကိုကြောက်တာတဲ့ရင်ထဲကအပူသူမကြောက်ဘူးကဆုံနေယုံပူလို့သေးရင်တဘောပဲသေးမှာရင်ထဲကအပူနဲ့သေးလို့ကတော့ကမ္ဘောကလည်းချောက်ပါအဲ့တော့ဒကာကြီးတွေဒကာကြီးတွေမှတ်တာအာတပိကဆုံနေယုံဆွေးဆွေးခွန်မှုတော့ဆဲနေဘူးတဲ့နာအကိအုံနာဝါမိပြင်းတိုက်ရဲ့မြိုက်ခမ်းကြရကုန်တဲ့ကဲ့သို့ သထာသူရောငါရောတောတောကြွက်စုခသိသူတို့သည်ခမရတော့ကျိတို့တွေနီးပြဲကကအပေါ်မီအောင်မီအထက်မီအောင်မီမလားအဲ့ဒါဘာလို့ပြေမပါဗျာဟုတ်နေတာပဲခမရတော့စနစ်တကဲကျက်လို့အကြီးတူတော်လို့သွားတယ်ဟမ်အထက်မီအောင်မီများသွားလို့အခုလဲခရတော့ကျိတို့ဘာလဲဝမ်းတွေကလဲအပူကတက်မြို့ကစုံတယ်ရောအပူကတက်မြို့ တရားထိုင်ရတော့လေအပူတွေအပြင်ပူကတစ်မျိုးဒီထဲမှာပါလေတော့အဲဒီနာနေလို့ခံစားနေရတာအပူကတစ်မျိုးခင်ဗျားတို့မှလည်းအပူတွေကျစ်တို့မှလည်းအပူတွေသူ့မှလည်းအပူတွေနဲ့ငါမှလည်းအပူတွေနဲ့အဲ့လိုနေနေကြတာဗျဒုက္ခကြီးလပါလေတော့အဲ့ဒီလူဘုံလူဘဝကနေလွတ်တဲ့လမ်းဟာဘယ်လမ်းလဲလို့မေးရင်ကုသိုလ်ပြုမှဒီလမ်းကလွတ်မှာမှန်ပါဗျာဒီလမ်းကလွတ်ချင်ရင်မလွတ်ရမှာတော့ ဒါဆိုရင်ဒါနပြုနေတာဒီဒီဒုက္ခတွေကလည်းဘာဖြစ်ချင်တာတော့လွတ်ချင်လို့ဒီလိုလာလို့တာဒီနေ့လူတကာလူမာတွေဘာလာလို့တာတော့ဒုက္ခရောက်ချင်လို့လားဒုက္ခလွတ်ချင်လို့လားတဏ္ဍာရဆောဏ္ဍာရဒါနကုသိုလ်လေးတွေနိဗ္ဗာန်ရှိမှမလူတာလားလူလိုက်တာလားမပြုတာလားပြုနေတာလားဒါဆိုရင်ကုသိုလ်ကောင်းမှုလုပ်နေတဲ့အချိန်ဒီတခါကြီးတွေတခါကြီးတွေဒုက္ခရောက်ကြောင်းလားဒုက္ခလွတ်ကြောင်းလား ောပြောဘာလွတ်ကြောင်းပါလေဒုက္ခလွတ်ကြောင်းနေမလွတ်တာလားလွတ်တာလားဘာဖြစ်လို့လွတ်တာတော့ဒုက္ခလွတ်ဖို့ပြောပါလွတ်ဖို့ပါလေဒုက္ခလွတ်ဖို့ဒါနပြုတာဒါဆိုရင်နေစဉ်နဲ့အမြအချိန်တိုင်းအချိန်တိုင်းမှာအသက်ကြီးလာရင်ဒုက္ခရော့လာတာလားသူတော်ကောင်းတွေတိုးလာမှာလားမှန်တာနော်ဒုက္ခဆိုတာဘာလဲတော့ဘယ်အချိန်ထိခန္ဓာမချုပ်မချင်းဒုက္ခကတော့ရှိနေပါ ဘာတဲ့တော့ခန္ဓာမချုပ်မချင်းခန္ဓာချုပ်သွားရင်တော့တဒုက္ခချုပ်ပြီအကုန်အလုံးစုံမချုပ်ဘူးဘာတဲ့တော့ဘာချုပ်သွားပြီတဘဝဒုက္ခချုပ်ပြီနောက်ခန္ဓာလာရင်နောက်ဒုက္ခဟမ်ဘာလာမလဲနောက်ဒုက္ခအခုကအခုဒုက္ခနှိမ့်ခန္ဓာဟုတ်နောက်ဘဝလာရရင်လဲခန္ဓာအောင်ပါ ဒါဆိုရင်จิตုဒါနာပြုတာသည်နောက်ဒုက္ခရခြင်းလို့လားနောက်ဒုက္ခမရခြင်းတော့တာလားဘာဖြစ်လို့နောက်ဒုက္ခမရခြင်းတော့တာလဲအခုဒုက္ခကိုသိလို့ပြောဘာဒုက္ခကိုသိလို့ဒုက္ခလို့ကြောင်းဒါနအကျင့်ကောင်းတွေကိုနိဗ္ဗာန်ကြီးမှာမလွတ်တာလားလွတ်တာလားဗျဘာလွတ်ကြောင်းပါလဲဘာကိုသိသွားလို့အခုရနေတဲ့ဘဝကြီးဟာ ဒုက္ခကြည်လာ လူဘဝပြောပါတယ်တော့ဒါဆိုရင်အဲ့ဒီဒုက္ခတွေတဲ့ဒါနပြုလိုက်တာဟာတဲ့အပူတဲကလာတာပုံကိုကိုအေးလေးတိုက်လိုက်ရတယ်ဘယ်မလားမှန်ပါဗျာဒါဆိုရင်အပူသေးကိုပါတိုက်လိုက်ရတယ်လို့မလန်းဆန်းသွားဘူးလားလန်းဆန်းသွားပါဗျာတခဏလေးမအေးချမ်းသွားဘူးလားအေးချမ်းသွားပါဗျာဒါဆိုရင်ဒါနလေးလွတ်လိုက်တာဒီ ဝမ်းနေသွားတာလားဝမ်းသာမှာလားဘာဖြစ်လို့ဝမ်းသာမှာတော့အေးကျန်သွားလို့လူကုသိုလ်ကောင်းမှုတွေလှုပ်ဖြစ်သွားလို့ဒါကြောင့်ဒဂါကြီးတွေဒဂမကြီးတွေမှတ်ပါသီလကုသိုလ်လေးတွေဒီကနေ့ဒဂါကြီးတွေဒဂမကြီးတွေစောင့်ထိန်နေတာဒီဒုက္ခရောက်ချင်တာလားဒုက္ခလွတ်ချင်တာလားဒါလွတ်ချင်တာတော့ဗျာအခုရနေတဲ့ခန္ဓာကြီးကဘာကြီးတော့ဒုက္ခကြီးပြောပြောဘာကြီးတော့ဒုက္ခ ဒုက္ခကြီးဒါနတွေပြုနေတာသီလတွေစောက်တည်နေတာဘာဖြစ်ခြင်းလို့တော့ဖြစ်ခြင်းလို့ဒုက္ခလွတ်ခြင်းလို့ဒါဆိုဣဒံမေပုံညာနိဗ္ဗာန်တ္တပစ္စယောဟောတုပါဖရာဣဒံမေပုံညာနိဗ္ဗာန်တ္တပစ္စယောဟောတုပါဖရာဘာရဲ့အထောက်မှနိဗ္ဗာန်ပါဘုရားအခုဘာကြီးနေနေရတော့ဒုက္ခလွတ်နေတာလားဒုက္ခရောက်နေတာလား ဒုက္ခกินနေတာလားဒုက္ခတွေ့နေတာလားဒုက္ခတွေ့နေတာလားဒုက္ခမရှိတာလားဒုက္ခရှိနေတာလားဒုက္ခရှိနေတဲ့ကြားထဲကနေဘာလို့နေတာလို့ဒုက္ခလွတ်ကြောင်းနေလုံနေတာဒါနာတွေပြုနေတာသီလတွေစောင့်နေတာဒီဘာလွတ်ဖို့ပါလဲဒုက္ခလွတ်ဖို့ပါလဲကြီးကျက်မကောင်းဘူးလားမကောင်းပါဘူးပြုလို့နေတာဘာမကောင်းဘူးလားမကောင်းပါဘူးဒါဆိုရင်လုံနေရတဲ့သူတိုင်းကလူတိုင်းလုံနိုင်သလားလုံနိုင်ပါဘူးဘယ်လိုလူတွေလုံနိုင်တော့ ကံအလွန်ကောင်းတဲ့သူတွေလုံနိုင်တာဘာလဲတော့ကံအလွန်ကောင်းတဲ့သူတွေဘာလို့လုံနိုင်တော့ဒုက္ခလွတ်ကြောင်းဒါနသီလတွေလုံနိုင်ကြတယ်ကံအလွန်အလွန်ဆိုးနေတဲ့သူတွေကြတော့ဒါနပြုဖို့အချိန်မပေးနိုင်ဘူးသီလစောင့်ဖို့အချိန်မပေးနိုင်ကြဘူးဒါဆိုရင်ဒါနတွေပြုနိုင်ကြတာဒီဘာကောင်းလို့ပါလဲသီလစောင့်နေတာဒီကံဆိုးလို့လားကံကောင်းလို့လား မှန်ပါဗျာတော့တရားကြီးတွေတရားကြီးတွေမှတ်တာကောင်းတဲ့အလုပ်ကိုလုပ်နေရတဲ့သူမှသမျှကံကောင်းလို့လို့မှတ်မှန်ပါဗျာတရားတော်ပစံရမကံကောင်းတယ်လို့မယူနဲ့မှန်ပါဗျာကံကောင်းတယ်လို့အဲ့ဒီမလဲအဲ့ရှိတဲ့ကားတွေဘယ်ကကအဲ့ဒါလေးတော့မှခေါင်းနဲ့စဉ်းစားမနေနဲ့ကုသိုလ်လုပ်ခွင့်ရတဲ့ဟာငါ့ဘာကံကောင်းဆုံးပဲမှန်ပါဗျာအဲ့ဒီ तू မလုပ်ရင်ဒါမလုပ်ရရင်တခြားလုပ်နေမှာပေါ့မှန်ပါဗျာကုသိုလ်လုပ်နေရင်အကုသိုလ်မလုပ်ဖြစ်တော့ဘူးမှန်ပါဗျာအကုသိုလ်လုပ်နေရင်ကုသိုလ်လုပ်နေလို့ဖြစ်ဒါလေးပဲဒါကြောင့်ခဏလေးမှတ်တာ ဒါနာပြုနေတာသီလဆောင်နေတာတမထရေပွားနေတာဝိပဿနာတရားတွေအထုတ်နေတာဒီဒုက္ခတွေ့ခြင်းနာလားဒုက္ခလွတ်ခြင်းနာလားမှန်တော့မှန်တော့ဒကာကြီးတွေဒကာကြီးမှတ်ထားအဲ့ဒါတွေလုံနေတာဒီတဲ့ဘဝအဆက်ဆက်သံတရာအဆက်ဆက်မှာနေကြရတဲ့ဒုက္ခဒီသာသနာနဲ့တွေ့သွားလို့ဖျားဟောလို့ကိုဒုက္ခကို ိအောင်ကြိုးစားလိုက်တော့ရေးရေးလေးသဘောပေါက်လာတော့အိုးငါကိုအကြောင်းပြဒီအကြောင်းပြပြမနေနဲ့ကိုရုပ်ကိုတည်နိုင်တော့ငါကိုယ်တိုင်တရားလေးအထုမှခဏတရားလှူဒါန်းရတဲ့ဒကာကြီးတွေအလူရှင်တွေလှူမှလေဘာလို့ကြလဲဆိုရင်ကိုယ်တိုင်အထုနေကြတာအထုနေတာဘာဖြစ်လို့အထုလဲတိလို့နောက်ဓာတ်တဲ့ဆိုးမှဆိုးမှဆိုးမှ တကယ်ကြီးတွေတကယ်မကြီးတွေနောက်ဆုံးတဖြည်းဖြည်းနဲ့အခုခင်ဗျားတို့ကပါလေတော့အဲ့ဒါသမိန်မနိုင်ဘဝမနိုင်ဖြစ်လာမှာစီမနိုင်ဝမ်းမနိုင်ဖြစ်လာမှာတဖြည်းဖြည်းနဲ့ဆရာလာရင်မလွယ်ဘူးမလွယ်ဘူးအဲ့ဒီချိန်ကျတော့မှဟေးဒီတရိတ်တန်းနဲ့ငါဖုန်းကြောင်းပူစားကွာဒါနာပြုခြင်းနဲ့ဟေးတရားထိုင်ခြင်းနဲ့ဟေးအော်မင်းမလွယ်ဘူးမလွယ်ဘူးလွယ်လို့ရောက်လာတာတောင်မှမယုံရင်ခင်ဗျားတို့ကြားမှာရမကောင်းတဲ့ပုဂ္ဂိုလ်တွေ အလူသွားရင်တခြားကြည်ဘေးကခေါင်းကြီးနဲ့ဘေးကဖီပေးထားဘယ်တော့အာယုံညွတ်နိုင်မှာတော့ဒီခန္ဓာကိုယ်ကြီးထဲမှာနှိမ့်ဆက်နေတာဒုက္ခတွေကြီးနေလို့ဘုန်းကြီးဆိုင်ပေးတဲ့ဣဒံမေပုံညာတော့မလုပ်နိုင်တော့ကိုင်းတာကိုင်းစုကိုင်းထားတာလက်တွေငါကိုင်းတာလက်မပြောနိုင်လို့လက်ကိုင်းထားတာတဲ့ခင်ဗျားတို့ကြည့်လို့အကိုင်းမခံနိုင်တော့အထိမခံနိုင်တော့အာယုံပြုတ်ဖို့ဆိုတာရကြင်လဲရမယ်မရကြင်လဲမရအောင်ကြည့် ဘုန်းကြီးတို့အဲ့ဒါခဏတိုင်းတွေ့နေရလားကောင်းခဲ့စဉ်တော့ကလှုပ်ထားမှန်ပါဗျာကောင်းခဲ့စဉ်တော့ကလူနိုင်တဲ့အချိန်ကလေးလူထားစောင့်နိုင်တဲ့အချိန်စောင့်ထားအားထုတ်နိုင်တဲ့အချိန်လေးအားထုတ်ထားမှန်ပါဗျာမလုံနိုင်မကိုင်းနိုင်တော့ကြာတော့မှပါတဲ့တော့ကိုယ်စိတ်ကအာယုံမပြုတ်နိုင်ဘူးဆိုရင်အဲ့ဒီကုသိုလ်ကိုယ်အနည်းနဲ့ဆိုအာယုံမပြုတ်နိုင်တော့ မှတ်ထားဒကာကြီးတွေဒကာပါကြီးတွေစိတ်ကလေးရပါလေကုကုသူအာယုံလေးနဲ့ကုနေရမှာကုနေရလေးမှာကုကုသူအာယုံကလေးနဲ့နေတရားအထုတ်ထားတယ်ဆိုရင်နှစ်ပေါင်းများစွာအထုတ်ထားလို့အဲ့ရတဲ့လဲနေကုအထုတ်ထားတဲ့တရားလေးနှလုံးသွင်းနေဒါပဲကြီးရဒါနာလေးအပြုထားကုဒါနာလေးနှလုံးသွင်းနေတိလာလေးစောင့်တာကုတိလာလေးနှလုံးသွင်းနေဂုံတော်လေးပွားထားရင် ဘောလုံးနဲ့မယုံရဲ့ဘိန္ဒာလေးဗုဒ္ဓံတရဏံကိစ္စဆုခန်းကြည့်ပါလားရှေ့လေနောက်လေမဆက်တော့မလွယ်တော့အစ်စ်လို့ဖို့မလွယ်တော့အဟောင်းနှလုံးသွင်းဖို့ပဲလိုတော့အဟောင်းနှလုံးသွင်းတာပဲတက်တောင့်တတာရှိတော့မှာတချို့ဆိုဆိုရင်ကနေပြီးတော့ဘာဖြစ်သွားလဲရှေ့ရတော့ပြောနေတာပဲဒီမှာဘာဖြစ်သွားလဲတတိမရတော့မလဲတော့မလွယ်ဘူးတဲ့ဒါကြောင့်တခိုင်းတွေတခိုင်းတွေဒုက္ခကြီးတယ်ဓာတ်တဆုပဲ။ တဖြည်းဖြည်းဆိုးလာမှာတော့ဖဲကြည်တိဆိုးမှာလို့အဲတခါကြီးတွေတခါမကြီးတွေအသေးမဥခင်ဘာဥထားမှာအဲ့ဒါဒီလိုလုပ်နေတာအဲ့တော့အေးညာမဥဘက်နဲ့အသေးဥသွားရင်တော့ကိုချိုးနေမယ်လို့မှအဲ့ခုရတာလည်းဒုက္ခနောက်တစ်ပြန်ရမှာလည်းဒုက္ခအခုဒုက္ခချုပ်နောက်ဒုက္ခပြန်ရမှာဒါခင်ဗျားတို့ကျစ်တို့ကအခုတရားလို့လုပ်နေတာဒီမလုပ်တာတော့အခုဒုက္ခကနေလွတ်ဖို့ ခန္ဓာဒုက္ခကလည်းလွတ်ချင်လို့ဒီလိုလုပ်နေတာအလုံးစုံတရားနာပရိသတ်ပေါ်တော်ကောင်းများကုဘဝလေးကိုပြန်နှလုံးသွင်းလေအခုအဲ့ဒီဒုက္ခတွေရှားတဲ့ကလည်းလောက်ပါပါအဲ့ဒါကုလို့ဘယ်ရှားတဲ့ကလောက်ပါလားမအားတဲ့ရှားတဲ့ကလည်းလောက်ပါကုအယိုးကိုတည်နိုင်လုံးလေလောက်ပါဗါတယ်လို့သွားနိုင်လာနိုင်လုံးလေလှုပ်ထားလှုပ်ထားလှုပ်ထား သွားနိုင်လာနိုင်လုံးလေးလှုပ်ထားတချို့ဆိုကျွတ်တအားရင်းနေတယ်တက္ကရမတွေကဆရာတော်ကျောင်းလာခြင်းလို့တရားထိုင်ခြင်းလို့ဘေးနဲ့သမီးတွေပြောတယ်အမေကဘာဘဒုက္ခပေးမှာလို့အမေဘာမှမလုပ်နိုင်တော့ဘူးအမေကိုစုံတော့ကိုမကိုင်းတာဘသူကအမေကိုလာထင်းခုမှာတော့จิตตาตัวทุกข์มาปี้มาเนี่ยอเมอ๋อพี่อ่ะเกลียวพี่นี่กาย င်းတို့ငါမတားနဲ့ငါတော့ကိုသွားမှာအဲ့တော့ကျုပ်ကမေးကြည့်တယ်ရိတ်သာသွားဘာလို့မတော်ကဲဒီသက်ဒီရွယ်ကြီးအုံမင်းမဆွမ်းဖြစ်လာတော့ရိတ်သာလာတော့ကိုင်းဘာလို့မလဲကဲတခါကြီးတွဲမဲ့သူချစ်တဲ့ထားအောင်ကဲခန္ဓာကကြာကြာထိုင်ဖို့လေထဖို့လေရက်ဖို့ရော သွားဖို့ကောစားဖို့ကောပြင်ကြည့်ခြင်းငယ်ဆုံးဖို့ဟာဘေးလူဘာဖြစ်ပြီဟမ်ကြိုပြောတာမဟုတ်လားခင်ဗျားတို့ပြောလားမမလွယ်ဘူးမလွယ်ဘူးဒီကကြီးတွေဖတ်ပါအဲကြောင့်ကျွတ်မှာအချိန်ယခုချိန်ထက်ကောင်းသောအချိန်မရှိဘူး။ဒဂိုင်းတွေပတ်စားမှာဗားတယ်တော့ ယခုအချိန်ကဘာလုပ်နေတဲ့အချိန်တော့ဒါနာသီလသမထဝိပဿနာလုပ်နေတာယခုအချိန်ကကောင်းတာဘယ်အချိန်ရှိသေးတော့မရှိဘူးဒီလိုကောင်းတဲ့အချိန်လေးတွေဖြစ်အောင်ယူစားဒါကြောင့်ဒုက္ခကြီးတာလူဘဝမှာလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ဟာလူဘဝဘာလာလှုပ်တာလဲဒါတွေလာလှုပ်တာဒီကုသိုလ်တွေလာလှုပ်ပြီးတော့ဒုက္ခလွတ်တဲ့နိဗ္ဗာန်ရောက်အောင် ကြိုးစားပြီးတော့ بوا များအထောက်ကြရပါဒါကြောင့်စိတ်တို့ရဲ့ပန်းတိုင်ဟာနိဗ္ဗာန်ဒုက္ခရှိနေတဲ့ဒီခန္ဓာကြီးကို အရင်တည်ပြီးတော့ဒါနပြုရမှာမပြင်းမနဲ့တိလဆောက်ရမှာမပြင်းမနဲ့သမထတွေလောရမှာမပြင်းမနဲ့ဝိပဿနာအလုပ်တွေအထောက်ရမှာမပြင်းနဲ့တဲ့ခန္ဓာဒုက္ခကို အရင်တည်ပြီးတော့ဒါနတိလသမထဝိပဿနာတရားတွေကိုဘလို့တော့ပွားများ အထောက်ကြမယ်ဆိုရင်တော့ခမည်းတော်စစ်တို့အတွက်ပန်းတိုင်ဟာတခိုင်းတွေတခမိုင်းတွေဝေးမလားနီးမလားဗျနီးပါပါဗျာဒါဆိုရင်ပန်းတိုင်ဟာခမည်းတော်လှန့်ကန်ရုံပါပဲအလုံးတော်တရားနာပြည့်တော်ဘုံတော်ကောင်းများကိုရလာတဲ့ဘဝလေးဟာတဲ့ဒုက္ခတွေကြားထဲမှာနေကြရတဲ့ဒုက္ခနဲ့နေရတဲ့ခန္ဓာကြီးကိုအရင်တည်ပြီးတော့ဒီခန္ဓာကြီးကိုကိုယ်အတိတ်ကိုယ်ညာလေးနဲ့ကြည့်ပြီးတော့ခန္ဓာဒုက္ခလွတ်တဲ့ နိဗ္ဗာန်ရောက်ကြဖြစ်တဲ့ဒါနသီလသမထဝိပဿနာဘာဝနာတရားတွေကိုကြိုးစားပွားများအားထုတ်တော်မူကြပါလို့တိုက်တွန်းစန္ဒပြုရဲတဲ့သာဓုခေါ်၍တရားပွဲနားကြပါစို့ဗျာ